ဘောက်ယောဂရဲ့လက္ခဏာများကောက်ယောဂဆိုတာဘာလဲကောက်ယောဂဆိုတာသွေးတွင်ယူရီအက်ဆစ်ပမာဏမြင့်မားမှုကြောင့်ခရစ်တယ်အမုတ်တွေ ဖြစ်လာစေပြီးတော့အဆစ်ရဲ့ပက်လယ်မှာစုပုံလာတဲ့အခါခံစားရတဲ့အဆစ်ရောက်နာကျင်ကိုက်ခဲမှုတစ်မျိုးဖြစ်ပါတယ်ခန္ဓာကိုယ်ကပြူရင်းတို့ခေါ်တဲ့ဓာတ်ပစ္စည်းတစ်မျိုးကိုပြိုကွဲစေတဲ့အခါယူရီအက်ဆစ်တွေထွက်ရှိလာပါတယ် ဖြူရင်းဟာခန္ဓာကိုယ်ထဲကသဘာဝအလျောက်ဖြစ်လာတတ်ပေမဲ့အစာအစာတွေကနေလည်းရနိုင်ပါတယ်။ယူရီအက်ဆစ်ကိုခန္ဓာကိုယ်ထဲကနေပြီးတော့ဆီးရတဆင်ဆွတ်ထုတ်ပါတယ်။ခေါက်ယောဂရဲ့လက္ခဏာတွေကတော့ရုတ်တရက်ပေါ်လာတတ်ပါတယ်။အခါတရံမှာညပတ်မှာပေါ့နော်ချက်ချင်းကြီးလည်းဖြစ်လာတတ်ပါတယ်။အဖြစ်များတဲ့လက္ခဏာတွေထဲမှာတော့ပြင်းထန်တဲ့အဆစ်နာကျင်ကြိုက်ခဲမှု၊ခေါက်ယောဂကခြေမအဆစ်မှဖြစ်လေရှိပေမဲ့ဒူး လက်နဲ့လက်ကောက်ဝဲအစစ်တွေမှာလည်းဖြစ်လာနိုင်ပါတယ်လက်ခံနာဆဖြစ်လာပြီးရော၄နာရီရနေပြီးရော၁၂နာရီအတွဲမှာနာကျင်မှုဟာအဆိုးဝါးဆုံးဖြစ်လာနိုင်ပါတယ်သက်ဆိုးရှိတဲ့ဝေဒနာပြင်းပြင်းထန်ထန်နာကျင်ကြိုက်ခဲရပြီးနောက်မှာရက်နှင်းငယ်ကနေပြီးရောရက်တရက်ပတ်ချီတဲ့အထိလက္ခဏာတချို့ကကြံ့ရည်နေနိုင်ပါသေးတယ်ထပ်ဖြစ်လာတဲ့ရုတ်တရက်ကြိုက်ခဲမှုတွေဟာပိုကြာရှည်တက်ပြီးရောနာကျင်ရတဲ့အစစ်တွေကလည်းတိုးလာစေနိုင်ပါတယ်မိရဲ့ရောင်ရဲ့ခြင်းနာကျင်ကြိုက်ခဲလာတဲ့ ဲ့အစစ်မြစ်နေရာမှာ ရောက်ရဲတာအတိမခံနိုင်ဖြစ်လာပြီးတော့ပူလောင်နေရလာပါတယ်။တုတ်ရှားလို့သိမကောင်းတော့ခြင်းကောက်ယောဂအခြေအနေပိုဆိုးလာတာနဲ့အများအစစ်တွေလှုပ်ရှားနိုင်စွာကျဆင်းလာနိုင်ပါတယ်။ပုံမှန်အားဖြင့်တော့ဒီယောဂကကောက်ယောဂမျိုးရိုးရှိသူတွေအမျိုးသားတွေနဲ့အဝလွန်သူတွေမှာဖြစ်နိုင်ခြေပုံများပါတယ်။ကောက်ယောဂအတွက်ဓာတ်စာတွေဟာကုသပြောက်ကင်းနိုင်တဲ့ဆေးမဟုတ်ပဲ မဲ့နာဂျီယန်းရဲ့လက္ခဏာတွေပြန်ပေါ်လာနိုင်တဲ့အနေအကိုလျှော့ချစေနိုင်ပြီးတော့အဆစ်ထိခိုက်မှုကိုပါနှိကွေးစေပါတယ်။နာကျင်မှုဝေဒနာနဲ့ယူရင်းအဆစ်ပမာဏရော့နေစေဖို့ဆေးဝါးနဲ့အတူစားသောက်မှုပုံစံကိုပါပြင်ဆင်ပြီးတော့ထိမ့်သိမ့်မှုလိုအပ်ပါတယ်လို့ပြောရင်းနဲ့ပဲ smile view လေးကိုဆုံးသက်လိုက်ပါရှင်။အားလုံးပဲနေကောင်းချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။နောက်ထပ်ပြီးလေးမှပြန်တွေ့ကြပါမယ်ရှင်။